မြောက်လေးတွေကြာအင်္ဂလိပ်အခရအာလေးကိုရှာပါပုံထဲမှာရေးထားတယ်တဲ့အခရတွေရဲ့နာမည်ကိုပြော့ပြပါဗျတက်ကနေ15အတွင်းနဲ့ပြောင်းနေတဲ့နံပါတ်ကိုရှာပေးပါဗျတက်တူရွေးတွေကြာပုံနေတဲ့ဒိတ်ဆန်လေးတစ်ကောင်ကိုရှာပါအများနဲ့မတူတဲ့တရောင်နဲ့ကွက်ထွက်နေတဲ့အယောင်လေးကနံပါတ်ဘလောက်လဲဗျတတိမျိုးစုံကြတလုံးနဲ့တော့ထွက်ပတ်သီးလေးကိုရှာပါကဲကောင်းကြီးရေဒီနေ့တင်ဆက်ပေးမယ့်အစီအစဉ်လေးကတော့ပုံနေကိုရှာဖွေမယ့်အစီအစဉ်လေးပဲဖြစ်ပါတယ်ရှင်ကဲအဲ့ဒါကြောင့်ကောင်းကြီးရေစကားတွေချေချေဝေးဝေးအများကြီးမပြောတော့ပါဘူးရှင် ပုံတွေကိုရှာဝေဖို့အစဉ်သင့်ဖြစ်ပြီဆိုလို့ရှိရင်တော့ကျမနဲ့တူတူခုပဲဒီဗီဒီယိုလေးကိုကြည့်လိုက်ကြအောင်ရှင်။တက်တူရွေးလေးကြာပုံနေတဲ့တိရစ္ဆာန်လေးတစ်ကောင်ကိုရှာပါ။သူကတက်တူရွေးတိရစ္ဆာန်ရှာခိုင်းတာဆိုခိုင်းတာတက်တူရွေးရဲ့လည်းတိရစ္ဆာန်ပဲနော်။အများကြီးပဲဆိုတာငှက်ပဲဖြစ်နိုင်တယ်ငှက်ပဲဖြစ်နိုင်တယ်ဆိုတော့တက်တူရွေးကရောင်ဆုံးရောင်ဆုံးကြဘာငှက်ဖြစ်နိုင်လဲအနည်းအပြဘာငှက်ရှင်ခိုးရလဲခိုးရလဲမီးဖို့နော်နားလေးမတွေ့တော့ခေါင်အချင်းပြည့်တော့ อ่าအောင်ဆုံးမယ်အောင်ဆုံးမယ်ဝိုင်းပြထားရဲတဲ့ပုတ်တင်ညုံလေးကိုရှာလို့တွေ့ကြရဲလာပြဆိုကြကိုပုတ်တင်ညုံလို့မထင်ဘူးအဲ့လိုမျိုးထွားသွားတော့ပါမထင်ဘူးကွာတက်တူရေးကြဆိုကြငှက်တွေပဲထင်လို့မလို့တက်တူရေးနဲ့မတက်တူရေးမို့တော့ချားငှက်တစ်မျိုးမျိုးဆိုပြီးရှာနေရမှားသွားရဲ့เนาะကျွန်မမှားသွားတယ်ရှင်ပုံထဲမှာရေးထားတယ်တဲ့အခရာတွေရဲ့နာမည်ကိုပြော့ပြပါပြဒါလေးပုံထဲမှာရေးထားတဲ့အခရာဆိုကြရုပ်စာကမင်းမင်းအကွေအကောက်တွေပါတယ်ဆိုကြနည်းနည်းခက်ကြည့်ရတယ်ကျွန်မတို့မျိုးလုံးကအဆင်မပြေဘူးဒါမဲ့ခါလေး အာဒေဥစာရဲ့ထုံးစံမျိုးလုံးကိုမှိတ်ကြည့်လိုက်လို့ရှင်။ခေါင်းကြီးကခလက်ကောင်မခလက်ကောင်မ BEE လို့ရေးထားတယ် BEE ဟုတ်တယ်နော် BEE 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 ပါတဲ့အဖြစ်မှန်ကြရလားဗျ။မှန်တယ်ရှင်မှန်တယ်ရှင်တော်သေးရတော်သေးရဒေါက်တာမျိုးလုံးမှိတ်ကြည့်လိုက်လို့မို့လို့တကယ်ဒီလိုအကွေးကောက်တွေနဲ့ပုံစံကျွန်မမကြည့်နိုင်ဘူး။အဲ့အဲ့ပုံကြီးကြည့်ပြောဒီလိုမျိုးလုံးကလဲနေရ။ဒေဥစာတော့ကျွန်မအဖြစ်မှန်သွားတယ်နော်ကြက်ကန်းဆန်တို့ပြီးမှန်သွားပါလေရှင်။ကဲနောက်ထပ်မေးခွန်းသွားပါမယ်။တက်ကနေ15အတွင်းနဲ့ပျောက်နေတဲ့နံပါတ်ကိုရှာပေးပါဗျ။တက်ကနေ15အတွင်းပျောက်နေတဲ့နံပါတ်1နှစ် သုံးရှိတယ်။သုံးသုံးသုံးလေးအလေးလက်တွေ့တယ်။ပြီးပြီးတော့ငါငါ6ဟမ်ရှစ်ကိုကိုလက်တွေ့ရ10 71 71မလို့71 71 71ဟုတ်တယ်ခေါင်းကြီးခေါင်းကြီးသူက71ကအခုမှဝိုင်းထားတာအခုမှပေါ်လာတာ71ပါတဲ့အပြင်မှန်ကြရဲ့လာပြရဲမှန်နဲ့မှန်နဲ့မှန်နဲ့တော်သေးရဲ့အာကိုကြည့်နေတဲ့အချိန်နဲ့ကိုအဲ71ကိုမတွေ့တဲ့အချိန်နဲ့အချိန်ပြည့်သွားတဲ့အချိန်နဲ့လုံးဝကွက်တိကျသွားလို့ဘယ်လိုပဲနဲ့တော့ခေါင်းကြီးဒီဥစ္စာကျမမှန်တယ်နော်71ပါ71ပါကျမမှန်ပါတယ်ရှင် အသေးလေးတွေကြာရေကဲမုံလေးတစ်ခုကိုရှာပါဆိုအသေးလေးတွေကြာအသေးလေးတွေကအသေးလေးရလူမျိုးဝိုင်းဝန်းရေကဲမုံဆိုတော့ကြတော့ရေကဲမုံကအဲ့လိုအဲ့လိုအသေးမုံဆန်တော့လာမှာမဟုတ်နော်ဒါလေးရေကဲမုံရှေ့ချွန်ချွန်လေးနဲ့ဆိုတော့ရှေ့ချွန်ချွန်လေးကြည့်အောင်ကလည်းကြဲလေးတွေကထိတ်ချွန်လေးဆိုခါလေးကြဲလေးလည်းမတွေ့သေးဘူးမကြည့်သေးဘူးနော်အသေးမုံကြားရဲမျက်ဖြစ်နေမှာမလို့ဟုတ်ပြန်ပြီဟေးခုနကကြက်တူကြီးကလည်းအိုက်အောင်မှာနော်အခုအသေးမုံကလည်းအိုက်အောင်မှာအဲ့အဲ့အဲ့ဘာအသေးမုံနောက်ဖြစ်နေရေကဲမုံကလည်းအောက်မှာအဲ့ဒါကိုကျမမတွေ့ဘူးဝိုင်းပြထားတဲ့ရေကဲမုံလေးကိုလည်းရှာလို့တွေ့ကြရဲ့လားဗျ မတွေ့ဘူးခင်ဗျမတွေ့ဘူးခင်ဗျကျမအဲ့အောက်ကိုမရောက်ပါဘူးရှင်တော့အပေါ်ပိုင်းနဲ့နေအချိန်ကပြည့်သွားပါတယ်ရှင်ကဲနောက်ထပ်မိန့်ခွန်းသွားပါမယ်ပုံနှံပုံမှာတဲ့မတူညီတဲ့နေရာ၃နေရာကိုရှာပေးပါဗျဆိုကြခဏလေးမတူညီတဲ့နေရာ၃နေရာဘယ်နေရာရှိမလဲခဏလေးခဏလေးခဏလေးဂျိုလေးကအော်နရွက်နရွက်ဒီဘက်ကနရွက်ကအနရွက်ကအယောင်နှစ်ယောင်ဒီဘက်ကအယောက်ကဒီဘက်နရွက်နရွက်တစ်ခုကကအယောင်ကတစ်မျိုးပဲတစ်ခါကတစ်မျိုးပဲပါတော့နော်အဲ့တစ်ခုရေဘူးရေဘူးပလင်းဖင်ပလင်းဖင်တော့က နွေကမန္တကောင်ကြီးကိုပလင်းဖင်ရလက်မှတ်နေဒီဘက်ကပလင်းဖင်ရအပြပါတယ်ဒီဘက်ကပလင်းဖင်ရမပြိုင်ဘူးပါအောင်နော်။အော်နောက်ပြီးတော့အောက်ကပလင်းအောက်ကဖတ်မလင်းကဒီဘက်မှာဂိုင်းပါတယ်ဒီဘက်ကလက်ဆွဲဂိုင်းမပါဘူးအဲ့ဒါကိုမတွေ့လိုက်ဘူးနွေနဲ့ဟိုသူ့လက်ထက်ဂိုင်းထားတဲ့ပလင်းဖင်ပဲတွေ့လိုက်တယ်။ဟာပါဒေဥစ္စာကျွန်မနှစ်ခုမှတ်ပါတယ်ရှင်။ပုံထဲမှာရှိတယ်တဲ့ဖွက်ထားတဲ့တိရစ္ဆာန်တကောင်ရဲ့နာမည်ကိုပြောပြပါဗျ။အိဆန်တကောင်ရဲ့အမျိုးကိုပြောပြပါဆိုတဲ့ခါကဘာဖြစ်နိုင်မလဲဆိုတော့ကြတော့ပန်းပင်ပန်းပင်ပန်းပင်ဆိုခါလေးဒီဥစားလည်းမျိုးလုံးဆွေမျိုးလုံးခိုင်းခိုင်းမျိုးလုံးဆွေကြီးရောကျွန်မမြင်သေးရအောင်တဲ့ ဘာကြီးကမျက်လုံးဆွဲကြည့်ရောခလင်ပေါင်းကချင်းသိလို့ကြီးဟုတ်တယ်ချင်းသိချင်းသိချင်းသိဟုတ်တယ်ကောင်းကြီးတော့ပြင်ချင်းသိကြည့်ပါလားမှန်ကြရလားဗျတော့ပြင်လားပါလားမသိဘူးကျွန်မချင်းသိလို့ပြောရတယ်တော့ကောင်းကြီးကိုချင်းသိချင်းသိချင်းသိကိုကျွန်မမြင်ပါတယ်ရှင်မြင်ပါတယ်တကယ်နဲ့မျက်လုံးဆွဲကြည့်လိုက်ရောဒီလိုမျက်လုံးလေးမိတ်ပြီးကြည့်လိုက်တာပါလုံးဝနေနေကျမမိတ်ကြီးတွေတော့ကြမလို့ချင်းသိကိုတွေ့သွားပါတယ်ရှင်အဲ့ဒါမှဒီဖြစ်မှန်ပါတယ်မြောင်လေးတွေကြာအင်္ဂလိပ်အခရအာလေးကိုရှာပါမြောင်လေးတွေကြာအင်္ဂလိပ်အခရအာဆိုကြတော့ဟာဒီခါအောက်ကနေစကြည့်မယ်အောက်ကနေစကြည့်မယ်ခုနအောက်တွေပဲမေးလို့မလို့နော် ဟုတ်တယ်ခေါင်းညတိတိတိခေါင်းညအောက်မှာကွာအောက်ဒီဘက်ဒီဘက်ဒီဘက်ချမ်းဘဲဘက်ချမ်းဘဲဘက်ချမ်းမြောင်လေးနှစ်ကောင်ကြားဆိုဒုတိယမြောက်ဘေးမှာပြောရင်တော့ခေါင်းညအောက်ကဘဲဘက်ချမ်းမြောင်လေးနှစ်ကောင်ကြားဒုတိယတောင်ကောင်ရဲ့ဘေးအာအာအာအဲ့မယ်အာလေးခေါင်းညအောက်ရင်နော်ဝိုင်းပြထားတဲ့အခရာအာလေးကိုလည်းရှာလို့တွေ့ကြရဲ့လားပြတွေ့ရပါရှင် တွေ့ရပါရှင်နော်ခုနကနှစ်ပုံမှာသူအဖြေကအောက်ပိုင်းနေပဲဖြစ်နေကျမအပေါ်ပိုင်းနေဆိုကြဒီခါအောက်ပိုင်းနေဆက်ချရည်တာဒီဖြစ်မှန်သွားတယ်ရှင် အံ့ွေကြအံ့ွေအများကြီးကြမတူညီရဲ့အခရာလေးတစ်ခုကိုရှာပါဆိုကြခလားလေးဟိုင်ဟိုင်အဲ့ဒါတစင်းချင်းရှာမယ်နော်တစင်းချင်းရှာမယ်အပေါ်ဆုံးတန်းကမတွေ့ဘူးဒုတိယတန်းမှလည်းမတွေ့ဘူးတတိယတန်းကလည်းမတွေ့ဘူးလေးတန်းမြောက်ဟာလုတ်ပြန်ပြီဒီခါလည်းအောက်ပဲအောက်ပဲ x ပါတဲ့အမှန်ကြရဲ့လားပြတော့ မမမကောင်ကြီးကျမမမမမနော်ကိုကြည့်နေရဒီတခါလဲအပေါ်ဝိုင်းကနေရှာကြည့်လိုက်တာကွာသူကအဖေအောက်မှာဆိုကြပြီးတော့သူရေးထားတဲ့အခရာရယ်နဲ့နဲ့စိတ်တယ်ကွာစိတ်တော့သိချာကြည့်နေရကျမအဲ့ဒါကိုမတွေ့လိုက်ဘူးရှင်နော်မတွေ့ပါဘူးရှင်တတိမျိုးစုံကြတလုံးနဲ့သောထွက်ပတ်သီးလေးကိုရှာပါတတိမျိုးစုံကြဆိုတတိတွေကတတိမျိုးစုံပန်းသီးရှိမယ်တစ်တော်သီးရှိမယ်베리သီးလေးတွေရှိမယ်ခါလေးအဲ့နော်တလုံးနဲ့သောတတိဆိုတော့베리သီးပန်းသီးတစ်တော်သီးရအများတယ်ကွာခါ အကောင်ကြီးပြောညာဘက်ချက်မှာဟိုကထွက်ပတ်တည်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 ဟုတ်တယ်ခေါင်းကြီးပြိုက်တယ်နော်ကျမပြိုက်ရတယ်နော်ဘလို့ကနေကျမညာဘက်ချက်မှာထွက်ထွက်ပတ်တည်လို့ပြောလိုက်တယ်ရှင်ဝိုင်းပြထားတဲ့ထွက်ပတ်တည်လေးကိုလည်းရှာလို့တွေ့ကြရဲ့လာပြတွေ့ရပေါ့ရှင်တွေ့ရပေါ့ရှင်အချိန်ပြည့်ကနေလေးမှာကျမတွေ့သွားတာပါအဲ့တော့ကြောင့်မလို့ဒီမိကုံးမှာလည်းကျမမှန်ပါတယ်ခေါင်းကြီးတို့ရေကျမထွက်ပတ်တည်လို့လည်းပြောလိုက်ပါတယ်ရှင်နောက်ထပ်မိကုံးတော့ပါမယ်ပုံနှစ်ပုံမှာအဲ့မတူညံ့နေရာ၃နေရာကိုရှာပေးပါဗျဒီကလည်းမတူညံ့နေရာတော့ခေါင်းကြီးဒုစရတွေ့ပြီ ဟိုဘူပေါင်းလက်ထဲမှာကင်ထားတဲ့သူဘူပေါင်းသုံးလုံးကခလေဘူပေါင်းကဒီဘက်ကအော်ဒီဘက်ကအပြအဲ့တမျိုးရှိရယ်เนาะပြီးတော့อืมဒီဘက်ချမ်းကနှုတ်တီးရရဲနေတာဒီဘက်ချမ်းနှုတ်တီးရပွင့်နေအဲ့နှစ်ခုရှိမယ်အမိအမိအမိနောက်ကအမြေကလေးဒီဘက်မှာပါတယ်ဒီဘက်မှာမပါဘူးအဲ့သုံးခုသုံးခုပြောရင်တော့ခေါင်းကြီးတို့ ပြောရရင်တော့ကျွန်မပြောရရင်တော့ဘိုင်းပြထားတဲ့နေရာတွေကိုရှာလို့တွေ့ကြရလားဗျတွေ့ရပေါ့ရှင်ဘောလုံးမှန်ပါတယ်နှုတ်သီးလည်းမှန်ပါတယ်အမိနောက်ကအမေလေးလည်းမှန်ပါတယ်ဒီခါတော့ကျွန်မသုံးခုစလုံးရှာလို့တွေ့သွားပါတယ်ကောင်းကြီးဟေးရှာလို့တွေ့သွားပါတယ်နော်ဒီလိုမျိုးဒီလိုမျိုးလွဲနေတဲ့နေရာရှာဒီတစ်ခါအကုန်မှန်မှုပါပဲနော်အများနဲ့မတူတဲ့တရောင်နဲ့ကွက်ထက်နေတဲ့အရောင်လေးကနံပါတ်ဘယ်လောက်လဲဗျဆိုကြတော့ခါလေး1 2 3 4 5 6ခါဒုစား ဒါဒါဘယ်လောက်ဖြစ်မလဲ။ဒါဘယ်လောက်ဖြစ်မလဲ။ရုပ်ဆောင်ခရဲရခရဲရကအကုန်လုံးတိုးနေရနေတော့နံပါတ်၈လေးကလည်းနည်းနည်းဖြော့နေသလားလို့။နံပါတ်၈လေးပြောလား။ဟုတ်တယ်နံပါတ်၈နံပါတ်၈ကောင်းယူနေနည်းနည်းဖြော့။ဟမ်။ခွန်မားတဲ့အပြင်းမှန်ကြရလာကြခွန်ကဘာဖြစ်လို့လဲ။အေးသူပြောတော့လေအဲ့ခွန်လေးကလေတခြားရောင်နေတဲ့ဆိုင်ရနည်းနည်းလေးပုံနေသလားလို့နော်။ဘလို့ကနေဘလို့ကနေထားတော့ဒီမိကောင်ကကျမမှားသွားလဲကောင်းကြီး။ကျမရှစ်ကိုယူလိုက်တာသူအပြေးကခွန်ဖြစ်နေရဲကက်ရတော့ကက်ရပဲဒါမှမှားသွားရင်နော်။ ပုံထဲမှာတဲ့နှစ်ခုဖြစ်နေရလေးကဘာလေးလဲပြနှစ်ခုဖြစ်နေရတယ်ဘာလဲဆိုသူကတခါပဲတွေ့ရကိုကလည်းတခါပဲတွေ့ရချင်းတင်ကောင်းကလည်းတခါပဲတွေ့ရရေကဲမုံတခါ why တခါ s s ကအခေါင်းကြီးလို့ ss s ကအော်ရွှေရောင်ရွှေရောင်ရွှေရောင်မအဝါရောင်လားတို့ရွှေရောင်ရွှေရောင်လားအဝါရောင်လားထားပါထားပါဘာနေနေဒီဘက်ဒီဘက်ဒီဘက်ချမ်းမတခုပြောရရင်တော့ခေါင်းကြီးလို့ရွှေရောင် s လေးပါတယ်မှန်ကြရလားပြတယ်ခေါင်းကြီးဒီမှာမှန်တော့တယ်ခေါင်းကြီးမှန်တော့တယ်ဘာလို့ဒီမှာခလေးကောင်ကအဝါရောင်မုံလားဦးကြီးနဲ့ကွာဒီထိတ်မှာသူမုံလားအညွန့်အလေးရောပါတယ် အဲ့ဟာကိုကျွန်မမပြောဘူးဟိုးဝထေကနော်တူးနေရနော်ဘလောကနေနေကောင်းကြီးကိုဒီကစားကျွန်မအမှန်ပါကဲဒီနေ့စီစဉ်လဲတော့တလောက်ပါပဲကောင်းကြီးဒီနေ့ကတော့ကျွန်မမင်းကုန်းတော်တော်များများဖြည့်ဆွနိုင်ခဲ့တယ်ရှင်ကောင်းကြီးတို့မင်းကုန်းဘဏ္ဍာခုဖြည့်ဆွနိုင်ခဲ့လဲကွန်မမန်ခဲ့ပေးကြပါအောင်ဒါမှမဟုတ်လို့ရှင်လဲနောက်နေ့မှာဘလိုမျိုးပြီးတင်ဆက်ပေးရမယ်ဆိုတော့ကိုမန်ခဲ့ပေးလို့ရပါတယ်ဒီနေ့တော်တော်ဒီလောက်ပါပဲနောက်နေ့မှာဒီချက်ပုံပုံကောင်းမွန်တဲ့ဗီဒီယိုနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ